မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အရသာပြည်သူအများအပြားကိုတပ်ဖြတ်ထားတဲ့စစ်ခွေးတက်လက်အောက်ခံပြူစောတိအဖွဲ့ရဲ့ဖုန်ကြီးလို့လူတီများတဲ့ပောက်ကိုတော်နဲ့ထိုင်းအမျိုးသားရေးအစွန်းရောက်နှခမ်းပွဲလို့တွေးဆောင်ခဲ့ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းအစွန်းရောက်တော်ဝင်ဝါဒီအမျိုးသားရေးသမားနှခမ်းပွဲခေါ်စူချိုင်းနေရန်ဟ ோம் မြန်မာနဲ့ကမ္ဘောဒီးယားလူ့သမားတွေကိုလူမှုကွန်ရက်ကနေပြီးတော့သတင်းမားတွေဖြန့်ဝေပြီးတိုက်ခိုက်တဲ့လှုပ်ရှားမှုတွေကိုဥဆောင်တဲ့အပြင်ရွှေပြောင်းလူ့သမားတွေကိုဖမ်းဆီးမှုတိုင်ကြားတာတွေကိုဘန်ကောက်နဲ့ထိုင်းနိုင်ငံတောင်ပိုင်းမြို့တွေမှာအကြီးအကျယ်လုကင်နေသူပဲဖြစ်ပါတယ်။ပြူစောတီပေါ့ကိုတော်နဲ့ထိုင်းလူမျိုးရေးအစွန်းရောက်နှခမ်းမွေးတို့ဟာစက်တမလာ၈ရက်နေ့ကဘန်ကောက်မြို့မှာတွေ့ဆုံခဲ့ကြတယ်လို့ပြောပါတယ်။ပေါ့ကိုတော်ဟာပြည်သူထောက်ပံ့ကူညီရေးအဖွဲ့ PSG Network အဖွဲ့အစည်းကိုတည်ထောင်သူကိုစီနဲ့ TikTok လူမှုကွန်ရက်မှာအငင်းပွားမှုဖြစ်ပွားပြီးတဲ့နောက်ကိုစီကိုရှာဖွေဖို့အတွက်ဘန်ကောက်ကိုရောက်လာတယ်လို့လည်းပြောပါတယ်။သူတို့နှစ်ဦးဆွေးနွေးပြောဆိုမှုတွေမှာ ပောက်ကိုတော်ကမဘာသာအဖွဲ့အကြောင်းရှင်းပြခဲ့ပြီးတော့နှကမ်းမွေးကတော့ထိုင်းကဖန်စီပြီးပြန်ပို့လိုက်တဲ့မြန်မာနိုင်ငံသားတွေထိုင်းကိုပြန်မလာစေဖို့လှုံ့ဆော်ရန်ပောက်ကိုတော်ကိုမှာချခဲ့တယ်လို့ TikTok ကဗီဒီယိုတွေအရသိရပါတယ်။စစ်လော်ဘီပောက်အေးချုံဖုန်ကြီးရဲ့ထိုင်းခီးစဉ်ကတော်လိုင်းထောက်ဖို့အင်အားစုတွေကိုဖြိုခွင်းဖို့အကြံစီရှိပုံရလို့သတိပြုကြဖို့လိုတယ်လို့ AAC ကိုရဲမင်းကတုံ့တက်ပြောဆိုထားပါတယ်။အဓိကကတော့ထိုင်းရောက်တော်လိုင်းရင်အားစုတွေထောက်ဖို့အင်အားစုတွေကိုဖြိုခွင်းဖို့အတွက်အကြံစီနဲ့လာတာပဲ ထိုင်းမျိုးချစ်အဖွဲ့နဲ့တွေ့တယ်ဆိုတာကလည်းဒါတွေပဲဒီကောင်တွေကပြောမှာပဲလေတခြားအကြောင်းနဲ့တော့လာစရာအကြောင်းမရှိပါဘူးအဓိကကတော့အရေးချုံအတုလာခြင်းဟာထိုင်းနိုင်ငံရောက်တော်လိုင်းအင်အားစုတွေကိုဖြိုခွဲဖို့အကြံစီနဲ့အချမ်းဘတ်စစ်ခွေးအုပ်စုကသူ့ကိုအိုင်ဒီယာပေးပြီးတော့ထိုင်းနိုင်ငံကိုလွှတ်လိုက်တာဖြစ်ပါတယ်ဆိုလိုတာကငပောက်လာခြင်းဟာထိုင်းရောက်မြန်မာလုံသားဒုတွေဂျားတဲ့ကိုတွေးခွဲဖို့တော်လိုင်းအင်အားစုတွေကိုဖြိုခွင်းဖို့နှိတ်ကုတ်ဖို့ဒီလိုအကြောင်းအရာတွေနဲ့ရရင်ရတဲ့လောက် ပေါင်းတဲ့နဲ့သူတွေနဲ့လာပေါင်းပြီးတော့လာလုတာဖြစ်ပါတယ်ထိုင်းရောက်မြန်မာတွေအတွက်ကတော့အရန်ကြီးတော့စိုးရင်စရာမလိုပါဘူးဒါပေမဲ့သတိထားပြီးတော့နေထိုင်ရမှာပေါ့ဒီကောင်တွေကထိုင်းထီတော်လာပြီးတော့နေချဲ့ပြီးတော့ညစ်လာတဲ့သဘောပဲလို့ AAC ကိုရဲမင်းကရှင်းပြထားပါတယ်ပေါကိုတော်လို့စစ်တကခေါ်ပေါ်တယ်အရေးချုံဖုံးကြီးကသူကိုယ်တိုင်ပြူစောထီတွေကိုမွေးမြူထားတဲ့အပြင်ပြူစောထီတွေလက်နက်တပ်ဆင်ရေးနဲ့ PDF တွေကိုတပ်ဖြတ်နှိမ်နှင်းဖို့အတွက်စစ်တပ်ကိုအမြဲလိုလိုဖိအားပေးပြောဆိုနေသူလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းအကြံဖတ်စစ်ခွေးတက်ဟာမိုဘိုင်းဖုန်းသုံးဆွဲသူများရဲ့တီနီယာများကိုအချိန်နဲ့တပြေးညီဖော်ထုတ်နိုင်မယ် တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာယန်စနစ်ဤပညာကိုတရုတ်ကုမ္ပဏီ Geek Network ထံကနေပြီးတော့ဝယ်ယူအကောင့်ထဲဖော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် Geek Networks Company ဟာတရုတ်အစိုးရအဖွဲ့နဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ Digital အကြမ်းဖက်စစ်ဆင်ရေးကိုကျူးလွန်ရန်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်နေတယ်လို့ JFM ကပြောဆိုထားပါတယ် Geek Networks Company ကတက်ဆင်ပေးနေတယ်တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာယန်စနစ်ပုံစံဟာစစ်ကောင်စီအတွက်မြန်မာနိုင်ငံအတွင်းမှာအင်တာနက်သုံးစွဲသူ33.4%ရဲ့ အွန်လိုင်းအသုံးပြုမှုများကိုအကန့်အသတ်မဲ့ရရှိနိုင်မှာဖြစ်တယ်လို့သိရပါဗျ။ Geek ရဲ့စနစ်များဟာအင်တာနက်ကွန်ရက်သုံးဆွဲမှုများကိုလူတဦးချင်းစီအလိုက်ခြေရာခံစီနိုင်ပြီးတော့သက်ဆိုင်ရာတာဝါတိုင်းများ Soul IDs အလိုက်ချိတ်ဆက်အသုံးပြုမှုများကိုအခြေခံပြီး Mobile Phone သုံးဆွဲသူများရဲ့တည်နေရာများကိုအချိန်နဲ့တပြင်းညီပေါ်ထုတ်နိုင်စေမှာဖြစ်တယ်လို့ JFM ကပြောဆိုထားပါဗျ။ အဲ့ဒီစနစ်ဟာအယက်သားပြည်သူများအားခြေရခံဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခြင်းနဲ့တပ်ဖြတ်ခြင်းများလုံဆောင်ရန်အတွက်စစ်ခွေးအုပ်စုအတွက်မရှိဘူးတဲ့လုံနိုင်စွမ်းရည်များကိုပေးအပ်လျက်ရှိတယ်လို့ JFM မှပြောဆိုထားပါတယ် Git Company ရဲ့ခင်မီစံပြသော စောင့်ကြည့်ထောက်လန်းရေးနဲ့စံစာဖြတ်တောက်ရေးနည်းပညာများအားလေပတ်အသုံးပြုရမှာစစ်ကောင်စီရဲ့ကိုယ်စားလှယ်မြမဆက်သွယ်ရေးနည်းပညာကုမ္ပဏီ73ခုကလုံဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကုမ္ပဏီတွေကတော့ Atom, Yakin Name Telinor Myanmar, Mindtel မြမဆက်သွယ်ရေးလုပ်ငန်း MPD, Oridu Myanmar, Frontier, Streamnet, Golden TMH Telecom, Internet မဲခေါင် Network IMNet, Myanmar Broadband Telecom MBD, Myanmar Telecommunication Network MTN, Kompana Global Technology Group နဲ့ China Unicom လို့ဖြစ်တယ်လို့သိရပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်က Geek Networks ကနေရောင်းချပြီးတက်ဆင်ပေးထားပြီးမြန်မာနိုင်ငံအတွင်းမှာအင်တာနက်ဝန်ဆောင်မှုပေးနေသူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့အကောင့်ထဲပေါ်လုံဆောင်နေတဲ့စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာကမြန်မာနိုင်ငံအတွင်းမှာစစ်ကောင်စီအုပ်စုကိုဝေဖန်သူအမှန်တရားအတွက်ထွက်ဆိုသူမှန်သမျှအတွက်ဖြစ်ဖြစ်လွတ်လပ်တဲ့သတင်းရင်းမြစ်တွေကိုတက်ကြွလှုပ်ရှားသူတွေကိုခြေရာခံဖမ်းဆီးဖို့ညှိမှန်းနှိပ်စက်ဖို့နဲ့တပ်ဖြတ်ဖို့အတွက်မြန်မာစစ်ခွေးအုပ်စုအတွက် စွမ်းရည်ကိုမြင့်တင်ပေးရမှာကူညီပေးနေတယ်လို့ပြောပါတယ်စစ်ခွေးအုပ်စုထံကနေပြီးတော့ hardware နဲ့ software များကိုရောင်းချပေးအပ်ခြင်းဖြင့် Geek Networks Company ဟာအရသာပြည်သူများအပေါ်အကြီးအကျယ်သို့မဟုတ်စနစ်တကျဥတီတိုက်ခိုက်မှုများအတွင်စစ်ခွေးအုပ်စုအဖွဲ့ဝင်များကျူးလွန်နေတဲ့ညှဉ်းပန်းနှိပ်စက်မှုနဲ့တပ်ဖြတ်မှုများအပါအဝင်လူသားမျိုးနွယ်အပေါ်ကျူးလွန်နေတဲ့ရာဇဝတ်မှုများမှာအားပေးကူညီရာရောက်နိုင်တယ်လို့ JFM ကပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဖြူးမြို့နယ်ကညုံခွင်းမြို့မှာအကြမ်းဖက်စစ်တပ်ကဆိုင်ကယ်စီးလာတဲ့ညီကို၂ဦးကိုပြစ်တပ်ပြီးတော့ PDF တေဆိုပြီးလိမ့်လဲသတင်းဖြန့်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချမ်းဘတ်စစ်ခွေးတက်ကပြတ်တက်ခဲ့တဲ့ညီကို၂ဦးဟာအသက်၂၈နှစ်အရွယ်ကိုစီလင်းထက်ခေါ်ကိုအောင်ပေါ်ပေါ်နဲ့အသက်၂၅နှစ်အရွယ်ကိုညီလင်းထက်ခေါ်အစ်ပေလိုဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီညီကို၂ဦးကိုပဲနယ်ကုန်းမြို့ရွှေဝါကျေးရွာအခြေစားခမရ300ခွန်တိုင်ရင်ကစစ်ခွေးများကပြတ်တက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စက်တင်ဘာလ6ရက်နေ့ည9နာရီခွဲအချိန်ကမှကညွန်ခွေးမြို့မှာရှိတဲ့ငွေကျဲလက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ညီကို၂ဦးကနေအိမ်ကိုပြန်လာတဲ့အချိန်အရက်တော့ စားမူးယစ်ထားတဲ့စစ်ခွေးများလိုက်ပါလာတဲ့စစ်ကားတစ်စီးကသူတို့စီးလာတဲ့ဆိုင်ကယ်ကိုရက်ခိုင်းခဲ့တယ်လို့သိရပါဗါးပေါ်တာဆွဲခံရမှာစိုးရိမ်ပြီးတော့လူငယ်နှစ်ဦးစလုံးကဆိုင်ကယ်ကိုမရက်ဘဲနဲ့ဆက်လက်ပြီးတော့မောင်းနေသွားတဲ့အချိန်စစ်ကားနဲ့လိုက်လံပစ်ခတ်ရာကနေကိုစီလင်းထဟာနေရာမှာတွင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗါးညီဖြစ်သူရဲ့ခြေထောက်မှာရှက်ထိဒဏ်ရာမှန်ထားတော့လေစစ်အရာရှိကရှင်းပြလိုက်လို့အမိတ်ပေးခဲ့တဲ့အတွက်စစ်ခွေးတွေကဒဏ်ရာရရှိတဲ့ကိုညီလင်းထကိုလည်းဆိုင်ကယ်ရဲ့ဘေးနားမှာပင်ဥကောင်းကိုတိတ်ပြီးတော့ပြတ်တက်ခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးအเจ้าမဲ့ပ ြစ်သက်ပြီးတော့ညီကို၂ဦးကို PDF တွေဆိုပြီးဆွဆွဲကရုပ်အလောင်းများကိုမိသားစုထံကိုအလွဲတကူပြန်မပေးပဲကညုံခွေးမျိုးကိုအသေးမခံခဲ့ဘူးလို့ပြောပါတယ်။အဲ့ဒီနောက်ဖြူးမျိုးမှာပဲစစ်ခွေးတက်ကကြိုးခိုင်းခဲ့တယ်လို့သိရပါတယ်။အဲ့ဒီညီကို၂ယောက်ကငွေကျယ်ဆိုတဲ့လက်ဖေးဆိုင်မှာထိုင်ပြီးတော့အပြန်မှာခမင်းကျော်ဝင်ဝဲတာကိုအရက်လာဝဲတဲ့စစ်ခွေးတွေကတွေ့သွားပြီးတော့သူတို့၂ယောက်နောက်ကိုလိုက်တယ်။ဆိုင်ကယ်ကိုအတေးရခိုင်းတော့သူတို့ကလည်းပေါ်တာဆွဲခံရမှာကိုကြောက်ပြီးမောင်းပြေးတာ။ ြစ်တတ်တာတအူးကပွဲချင်းပြီးတေဆုံးသွားတယ်။ကျန်တဲ့တအူးကိုလည်းအသေးပြတ်တတ်သွားပါတယ်။ပြစ်သွားတဲ့စစ်ခွေးတွေကခမရ300ခွန်၊ရွှေဝါတိုက်ရင်ကစစ်ခွေးတွေလို့သိရပါတယ်။စစ်ခွေးတွေဘက်ကလည်းသူတို့ရဲ့အမှုကိုဖုံးတဲ့အနေနဲ့နင်းရွှေ၊ညရွှေဟိုပြောဒီပြောနဲ့အလောင်းပြန်မပေးပါဘူး။တေဆုံးသူနှစ်ဦးကိုလည်း PDF တွေဆိုပြီးတော့အထက်ကိုတင်ပြထားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတန်းဘုဒ္ဓလင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်နဲ့မြို့နယ်ထွေးအုပ်ရုံးကိုအချိန်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်ခွေးတပ်ဘက်က33ဦးသေဆုံးသွားပြီးတော့တနက်နက်လက်ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ20ရက်နေ့ကနေစက်တင်ဘာလ10ရက်နေ့အထိအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့ဘုဒ္ဓလင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အချမ်းဘတ်စစ်ခွေးတပ်နဲ့ဘုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းဟာရက်နှစ်ဆယ်ကျော်ကြာအောင်ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျာ။ ဩဂတ်စ်လ20ရက်26ရက်နေ့31ရက်နေ့တွေမှာကန်တဲ့ရွာပဲပြစ်ဒေါ်ရွာကန်တာရွာဖုံကြီးကျောင်းနဲ့ကုန်းတာရွာအနီးတို့မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့အချမ်းဖက်စစ်ခွေးတပ်ဘက်ကထိခိုက်တိုက်စုံမှုတွေများပြားခဲ့တယ်လို့သိရပါဗျ။အလားတူပဲဩဂတ်စ်လ23ရက်နေ့24ရက်နေ့တွေမှာဘူးတလင်မြို့နယ်ထွေအုံရုံးကိုလည်းတွန်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ပြီးတော့စစ်ခွေးများထိခိုက်တိုက်စုံမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်စက်တဘာလ3ရက်နေ့8ရက်နေ့တွေမှာရွှေတောင်ရွာဖုံကြီးကျောင်းအနီးနဲ့ ဥက္ကမင်းတက်စီးဆိုင်အနည်းတို့မှာလည်းတိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ဘက်က33ဦးသေဆုံးက20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ထံကနေပြီးတော့ MA1 တပ်နဲ့တလား MA11 တပ်နဲ့တလား equipment ကြီးကကြီးကအုပ်ထုံးတဲ့ခဲယမ်းများကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲတွေအတွင်းမှာစစ်ခွေး33កောင်တေးပါတယ်။တိုက်ပွဲကတော့နေတိုင်းလိုလိုဖြစ်ခဲ့တာစစ်ခွေးစစ်ကြောင်းကနာမခါကနေပြီးတော့စစ်ကြောင်းထိုးလာတာပါထိခိုက်မှုလည်းအများကြီးတယ် ကျွန်တော်တို့လက်နက်နှစ်လက်သိမ်းဆီးနိုင်ခဲ့တယ်လို့ဗုဒ္ဓလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းရဲ့စစ်ကြောင်းမှူးတအုပ်ဖြစ်သူကျွက်ကလေးကပြောဆိုထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာစက်တဘာလ၈ရက်နေ့မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာစစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွာကျောင်းဆရာတအုပ်အပါအဝင်ပြည်သူ၁၀ဦးထိခိုက်ဒဏ်ရာရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တဘာလ9ရက်နေ့မနက်တနိုင်ခန့်အချိန်မှာဖားကန့်မြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ဗျူဟာဂုံးကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစိတ်မူဆိုင်းတောင်ကျေးရွာဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခတ်ရာစိတ်မူကျေးရွာရက်ကွက်၃မှာရှိတဲ့တရုတ်ဘုံကျောင်းအရှိကအလေတန်းကျောင်းရဲ့ဘေးချင်းကပ်ရဲ့နေအိမ်တစ်လုံးထိမှန်ပေါက်ကွဲသွားပြီးတော့အလေတန်းကျောင်းဆရာကိုလှိုင်မင်းထွန်း ်ကိုစော်ဝင်းနိုင်နဲ့ကိုမျိုးတို့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ဒါအပြင် ပဇံ6ကြေးရွာနေပြည်သူ၄ဦးအပါအဝင် ပြည်သူ၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အချမ်းပါစစ်ခွေးတက်ကပြည်သူလူထုတွေနေထိုင်ရာကြေးရွာရက်ကွက်များအတွင်းထဲကိုလက်နက်ကြီးများနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေမှုကြောင့်ဖားကံမျိုးနောက်ချမ်းမှရှိတဲ့ကြေးရွာ73ရွာကပြည်သူ1000ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ပြည်သူတွေထိခိုက်တာတေဆုံးတာတွေလည်းရှိတယ်။လောလောဆယ်ဖားကံအနောက်ဘက်အချမ်းကကြေးရွာ73ရွာကပြည်သူ1000ကျော်စစ်ရှောင်နေရပါတယ်။ပြည်သူတွေလည်းစားဝတ်နေရေးအခက်အခဲတော်တော်ရှိကြတယ်။ အဲ့ဒါကြောင့်အကူအညီတွေလည်းအများကြီးလိုအပ်နေပါတယ်ဖားကန်စစ်ဆောင်တွေကိုအားလုံးဝိုင်းဝန်းကူညီပေးကြဖို့လိုအပ်တဲ့အခြေအနေဖြစ်ပါတယ်ဖားကန်မှာတိုက်ပွဲတွေကနေတိုင်းလိုလိုတောက်လျှောက်နေပါဖြစ်နေတော့ပြည်သူတွေထိခိုက်ဒေဆုံးတာကအယောက်80ကျော်သွားပါပြီပြီးရင်ဒဏ်ရာရတာတွေကလည်း250ကျော်ရှိပြီပြည်သူတွေအနေနဲ့လည်းစစ်ရေးတရိအမြဲရှိပြီးတော့နေထိုင်ကြဖို့အတွက်အရေးကြီးပါတယ်ဒီလုံခင်ဖားကန်တဝိုက်မှာက စစ်ခွေးစေချောင်းကအမြဲထိုးနေပြီးတော့လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေတာလို့ကချင်ရှိတန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်တလုံးမှာစစ်ခွေးတပ်ကဖားကန်မြို့နယ်အတွင်းကိုစစ်ချောင်းထိုးနေပြီးတိုက်ပွဲများအပြန်အလှန်ဖြစ်ပွားနေကစစ်တပ်ကအများပြည်သူတွေကိုဥတီတဲ့တိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဖားကန်မြို့နယ်အတွင်းကိုစစ်ခွေးတပ်ကမေလာနှောင်းပိုင်းကစတင်ပြီးတော့စစ်ချောင်းထိုးခဲ့ပြီးပြည်သူအယောက်80ကျော်ကိုတပ်ဖြတ်ခဲ့တယ်လို့ဒေသခံပြည်သူများရဲ့ပြောဆိုချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်ဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ